အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီနေရာကနေပြီးတော့အဆုံမောင်းတောင်းပေးလိုက်ပါတယ်ဘောနော်အဲ့တော့ လက်ရှိမှာတော့ကျွန်တော်နောက်ဆုံးကြားတဲ့သတင်းတွေအရဆိုတော့ကျွန်တော် Arsenal fan တွေအတွက်သတင်းကောင်းတစ်ခုကိုကျွန်တော်တည်ဆောင်ပေးလာခဲ့လို့ပြောလို့ရတယ်။အခုလက်ရှိမှာတော့ကျွန်တော် William Saliba ရဲ့နောက်ဆုံး interview မှာ William Saliba ပြောတဲ့ကစားစကားတွေက Arsenal ပြည်သက်တွေရဲ့နဝင်တော်တော်လေးကိုခြုံစီမဲ့စကားတွေလို့ကျွန်တော်အနေနဲ့ပြောပြရစီ။အဲ့တော့ဒီ video ရဲ့ပြန်ပြကြခြင်းကတော့9မိနစ်ပဲကြာမှာဖြစ်တော့ကျွန်တော်ဒါကြောင့်ညာလေးအများကြီးကြည့်ကြမလို့ဒါကျွန်တော်ရဲ့ campaign ထဲမှာဒါကျွန်တော်တို့ကြောင့်ညာတစ်ခုပဲတစ်ခုအများဆုံးဒီ9မိနစ်ကတစ်ခုပဲတက်တာတဲ့။အဲ့တော့တစ်ခုပဲတက်မှာကြာအဲ့ဒီ trial လေးတစ်ခုကိုတော့ပြီးဆုံးအောင်ကြည့်ပေးကြပါပြောချင်ပါတယ်။အဲ့တော့လက်ရှိမှာ Arsenal အသေးနေအခုကျွန်တော် ်သိရတဲ့သဘောရအစာလီပါရဲ့ အပြောင်းရွှေ့ကနည်းနည်းလွတ်လွတ်ကပ်ကပ်ဖြစ်လာတယ်။လက်ရှိမှာအာဆုံသိနေတာကျွန်တော်သိကြတယ်မယ့်ပရီးမီယာလိတိုက်တယ်ရဖို့တော့လက်တကန်လူတဲ့အနေထားမို့ပရီးမီယာလိတိုက်တယ်ရဖို့တော့ကျွန်တော်နည်းနည်းလေးခက်ခဲနေတဲ့အနေထားကနေပြီးတော့ဒါချန်ပီယံလိမှာတော့အခြေအနေကောင်းတယ်ကြောင့်မဆာလီဘာနဲ့မျောလင်းချက်တွေတော့ရှိပါသေးတယ်။အဲ့တော့သိကြတဲ့အတိုင်းပဲဒီလိုမျိုးလွတ်လွတ်ကပ်ကပ်ဖြစ်လာပြီးကောင်းတဲ့ကစားသမားတစ်ယောက်ဆိုတကားလာခောက်တဲ့အသင်းကတော့ Real Madrid ပဲဖြစ်ပါတယ်။ Real Madrid တဲ့အသင်းနဲ့လာမယ့်နွေရာသီမှာဆာလီဘာကိုအသင်းစီခေါ်သွားဖို့အတွက်ကြိုးစားသွားမယ်ဆိုတဲ့ကောလာဟာလာတဲ့နေ့မာကာစီကတော့ကျွန်တော်တို့ပြင်သစ်ရဲ့တဲ့င်းထဏာတွေဖြစ်တဲ့ La Parisian ကတော့တဲ့င်းတော့ ုတ်တက်နေဖြစ်တယ်ဖာဗီဇီယိုရိုမာနိုရဲ့လက်ရှိရန်ဖန်ရန်ကာတာကျွန်တော်တို့သူ့ရဲ့ YouTube channel မှာဒါကျွန်တော်ခဏခဏဆိုလို့ဒါ Saliba ကဒါကျွန်တော်တို့ Real Madrid အသင်းရဲ့စိတ်ဝင်စားခြင်းကိုခံနေရတယ်ဆိုခဏခဏပြောဆိုနေတာကိုတွေ့ရမယ်တဲ့မှာပါပါတယ်အဲ့တော့ဒီနေရာမှာကြားသိရတဲ့တင်းက Saliba ကဘာလုပ်မှလဲဆိုတဲ့မေးခွန်းပဲရှင်းနေဗျ Saliba ဘာလုပ်မှလဲမပြေခင်ဒါကျွန်တော် Arsenal အကြောင်းပြောအောင် Arsenal တင်းက Saliba ကို3ရဲ့ hot prospect အခုနေရာသတ်မှတ်တယ်ဒါသူတို့ဘေးသူနဲ့တွဲဆောတဲ့ Gabriel ဒါပြောင်းရင်ပြောင်းသွားမယ် Saliba ကတော့ပြောင်းဖို့မရှိဘူးဆိုတဲ့ပုံစံမျိုးသူအဓိကသွားထားတယ် Saliba ကလက်ရှိ Arsenal တင်းရဲ့ဒါကျွန်တော်တို့ Arteta ရဲ့ project မှာအင်မတန်မှအခေယာကြားတယ်ဒါ ကျွန်တော်ခံစမှုတစ်ယောက်ဖြစ်တဲ့ကြောင့်မို့ဆာလီဘာကိုအာစနိုသင်းနဲ့လုံးဝလုံးဝလုံးဝကိုလက်လွတ်သွားဖို့အတွက်အစီအစဉ်မရှိဘူးလို့ကြားသိရတဲ့ထဲမှာပါတယ်ပေါ့နော်အဲ့တော့ပြောချင်တဲ့အဓိပ္ပာယ်ကတော့ရှင်းရှင်းလေးပဲဒါကျွန်တော်တို့အာစနိုအသင်းအနေနဲ့ဆာလီဘာကိုကျွန်တော်ဘယ်လောက်ဈေးရရရောင်းတော့မှာမဟုတ်ဘူးသူတို့ရဲ့ဒါကျွန်တော်တို့လာမယ့်ရာသီမှာဒါဆူဖလာတွေရယူဖို့အတွက်ဒါဆာလီဘာအဓိကတော့ချက်တွေကတခုလို့အာစနိုသင်းကသတ်မှတ်ထားတယ်အဒီနေရာမှာဒါကျွန်တော်တို့ရီယယ်မက်ဒစ်ကလည်းဒါတကားလာခောက်တဲ့ကြောင့်မို့စိတ်ပူတာတခုဟာဆာလီဘာအနေနဲ့စာချုပ်တက်တန်းအရကျွန်တော်တို့ဒါ အများကြီးမကြံတော့တဲ့အတွက်ကြောင့်မို့လို့ဒါကျွန်တော်တို့ Real Madrid နဲ့ဒါအကယ်၍အပြီးသက်ဒါအခုချိန်မှာမခေါ်ယူနိုင်ဘူးဆိုရင်တော့အလွတ်ပုံစံမျိုးခေါ်ယူဖို့အတွက်စဉ်းစားနေရတယ်ဆိုတော့ကောလာဟာလာတဲ့သတင်းတွေထွက်ပေါ်လာတဲ့မှာပါပါတယ်အဲ့တော့ဒီနေရာမှာဒါကျွန်တော်တို့တွေ့ရမယ့်သတင်းတွေရဆိုရင်တော့ဒါကျွန်တော်တို့စိတ်ပူစရာလေးနေရှင်ဒါပေမဲ့ဆာလီဘာကလက်ရှိမှာတကယ်စားနဲ့ပတ်သက်ပြီးတော့တရားဝင်ပြောဆိုလာခဲ့တာတွေ့ရမယ်တယ်မှာပါတယ်ဆာလီဘာဘာတွေပြောခဲ့လဲဆာလီဘာအနေနဲ့ဖြေကတော့ရှင်းပါတယ်ဒါကျွန်တော်လက်ရှိမှာအာဆုံတင်းတဲ့သူစုဖလားတွေယူဖို့အတွက်ပဲအားယုံရှိတယ်သူအနေနဲ့ အသင်းပြောင်းဖို့အတွက်လုံးဝလုံးဝလုံးဝအာရုံမရှိဘူးလို့ပြောခဲ့တယ်တမပါပါတယ်အဲ့တော့လက်ရှိမှာဆာလီဘာအနေနဲ့ဒါကျွန်တော်အာဆနယ်အသင်းကထွက်ဖို့အတွက်လက်လောမှာတော့လုံးဝလုံးဝအစီအစဉ်မရှိဘဲနဲ့သူ့အနေနဲ့လည်းအသင်းနဲ့စာချုပ်ကနှစ်နှစ်ခွဲတောင်မှကြံသေးသေးတယ်ကျွန်တော်သူ့အနေနဲ့အသင်းပြောင်းဖို့အတွက်လုံးဝလုံးဝစိတ်ကူးမရှိဘူးဆိုတဲ့ပုံစံမျိုးကိုပြောခဲ့တယ်တမပါတယ်ဒါပြင်ကျွန်တော်အာဆနယ်အသင်းနဲ့သူ့အနေနဲ့စူပလာတွေစွခူးခြင်းပြီးတော့များစွာသောကကျွန်တော်တို့အောင်မြင်မှုတွေစွခူးခြင်းတဲ့အတွက်ကြောင့်မအာဆနယ်အသင်းနဲ့သာ ကြံဖန်ပြီးတွေးမယ်ဆိုတော့ဆာလီဘာညမှာပြောသွားတဲ့အခြေအနေမှာတော့ဘာကိုပြောရမလဲဆိုတော့အဓိကကတော့ဟိုမရှိမဲ့ရှိမဲ့ဒါကျွန်တော်ရှာကြံပြီးတွေးမယ်ဆိုတော့ဆာလီဘာအနေနဲ့ဒါကျွန်တော်တို့အာဆာယုတ်တဲ့ကျုံမဲ့ကိစ္စတော့ထည့်မပြောသွားဘူးကွာဆိုတော့ feeling လေးတစ်ခုတော့ဒါနည်းနည်းလေးရမယ်တဲ့မှာတော့ပါတယ် တို့ပင်မဲ့တော့ညလေဒါကျွန်တော်တို့လက်ရှိမှာတော့ဆာလီဘာအနေနဲ့အာစနိုအင်ဂျီလေးပဲဆက်လက်ပြီးတွေ့မြင်အောင်ဖြစ်တဲ့ကြောင့်ဒါကတော့ဘာမှစိတ်ပူစရာမရှိဘူးလို့ပြောလို့ရတယ်ဒါခုနကပြောသေးပြဆာလီဘာဆာချုပ်သိချုပ်မချုပ်တော့ကျွန်တော်တို့နေ100% guarantee လို့လို့မရဘူးဒါကတော့ခုနကပြောရှင်းတယ်ဒါပေမဲ့လက်ရှိအခြေအနေကကျွန်တော်တို့ဆာလီဘာအနေနဲ့ဒါကျွန်တော်အာစနိုအသင်းကလုံးဝထွက်ခွာသွားမှာမဟုတ်ဘူးဆိုတဲ့အဖြေကတော့တော်တော်လေးကိုတေချာတလောက်ရှိတယ်လို့ကျွန်တော်အနေနဲ့ဆွေးနွေးရမယ်တဲ့မှာပါပါတယ်အဲ့တော့ပြောချင်တာဆာလီဘာအနေနဲ့အာစနိုပိတ်သက်နေတဲ့လက်ရှိမှာတော့ဆွေးနွေးစရာမရှိဘူးဆာချုပ်တက်တန်းတူမတူတော့ကျွန်တော်အနေနဲ့တာကျွန်တော်လည်းတာကောင်းမှာမဟုတ်ခင်ဒါပေမဲ့တတိယကောင်တစ်ခုနဲ့လက်ရှိမှာတော့အာစနိုအသင်းကနေဆ ာလီဘာလုံးဝထွက်ခွာသွားမှာမဟုတ်ဘူးအာဆနောအသင်းနဲ့တူအာဆနောအင်ဂျင်နဲ့ပဲဆက်လက်ပြီးမြင်တွေ့ရမယ်ဆိုတော့သူကဂရိပေးသွားခဲ့တယ်ဒါပေမဲ့ကျွန်တော်အာဆနောအသင်းကိုစူပလာတွေအများကြီးရအောင်လဲသူကူညီပေးသွားမယ်ဆိုတဲ့ကိစ္စတွေလည်းသူဂရိပေးသွားကြောင်းလက်ရှိမှာအာဆနောပြည်သက်တွေအတွက်လက်တလုံးမှာဆာလီဘာနဲ့ပတ်သက်ပြီးစိတ်အေးစွာနဲ့ဒါကျွန်တော် AC လုံးလို့ရတယ်ပြောလို့ရတယ်နောက်နှစ်ခွဲဆိုတဲ့အချိန်ကဒါကျွန်တော်ပြန်စဉ်းစားကြည့်မယ်ဆိုအလုပ်တွေအများကြီးလုပ်လို့ရတယ်အကိဆာလီဘာအနေနဲ့အလွတ်နဲ့ထွက်ခွာသွားမယ်ဆိုတော့ဒီဂျားထဲမှာတော့ဆာလီဘာဒါကျွန်တော်စူပလာတွေအများကြီးအာဆနောအသင်းနဲ့စခုနိုင်သေးတယ်လို့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါပါတယ်ညီတို့ပင်စူးစေးကမှုဒါကျွန်တော်လက်ရှိမှာအာဆနောအသင်းအနေနဲ့စ ာလီဘာကိုတော့လာမဲ့ယာဒီမာရီယမက်ထရစီဆုပ်ရှင်သွားဖို့အတွက်ယာဂိုင်းလုံးနေသွားပြီလို့ပြောရင်းနေပဲကျွန်တော်တောင်းကြည့်ပါဗျာ ဘလုံးဘွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0ဆိုတော့ TV4 တို့မှာကျင်းလို့ဆိုတော့ပေါအောင်ကူညီလို့ရပါတယ်။မြန်မာပြည်ရဲ့ကက်လစ်ဖူမမေ့ကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း youth sport media 3.0ဆိုတော့ TV4 တွေ link လေးတွေကိုထည့်ပေးကြပြီးကျွန်တော်များစွာကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လို့ကျွန်တော်အားပေးလို့ရပါတယ်။မြန်မာပြည်ရဲ့ကက်လစ်ဖူမမေ့ကြပါနဲ့ဗျမြန်မြန်ကက်လစ်မှာမြန်မြန်နိုင်ငံဖြစ်ပါတယ်။အားလုံးမကျူးတမရဲ့ကောင်းမွန်သောဒီနေ့ဖြစ်ပါစို့စုမုံအောင်တောင်းပေးနေပဲကျွန်တော်တို့တွေနောက်မှ AACC တွေ့ကြတာပေါ့။အားလုံးမကျူးတမရဲ့ကောင်းမွန်သောဒီနေ့ဖြစ်ပါစို့စုမုံအောင်တောင်းပေးနေပဲ ေးပါဗျ